မင်္ဂလာမနက်ခင်းပါရှင်ခစ်တဲ့သတင်းဌာနရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါတော့မယ်ပေါ့ထီလင်းနဲ့မြိုင်မြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကလေရင်စစ်တပ်လေးထီတို့ဖြင့်စက်တိုက်ပုံကျဲတိုက်ခိုက်ပခုတ်ကူတွင်လဲစစ်တပ်စစ်ကြောင်းကပြည်သူပိုင်ပစ္စည်းများကိုခိုးယူလူရက်သွား မကွေးတိုင်းပေါင်းမြို့နယ်စေကြီးတောင်ပေါ်ကိုအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်၃ချိန်ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်ယနေ့အောက်တိုဘာလ3ရက်နေ့ညနေ4နာရီ20မိနစ်ခန့်တွင်တရားဦးလေတက်မှတက်လာသောအကျန်းဖက်စစ်တပ်၏ Jet Fighter တစ်စီးကပေါင်းမြို့နယ်အနောက်ချမ်းစေကြီးတောင်ပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၃ချိန်ဘုံကျဲသွားခြင်းဖြစ်ကြောင်းသိရသည် ပြည်သူတွေထိခိုက်ဒေဆုံးမှုရှိမရှိတော့မသိရသေးဘူး။နိုင်ခတ်ခဲရှိလို့ပါပေါင်းမျိုးရဲ့အနောက်ဘက်အရက်ကနေရာတွေမှာစစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့သုံးကြိမ်တိုင်တိုင်ဘုံကျဲသွားတာပါဟုဒေသပြည်သူတအူးကပြောဆိုသည်။အလားတူမကွေးတိုင်းထီလင်းမြို့နယ်နှင့်ပေါင်းမြို့နယ်အဆက်ကိုလည်းအကျန်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂိုင်းယိုကော်ပရာ၃စီးဖြင့်၃ကြိမ်၄ချောင်းတိုက်ခိုက်သွားကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်ယနေ့အောက်တိုဘာလ3ရက်နေ့နနက်10နာရီ26မိနစ်ခန့်တွင် မုံရွာနမခမတက်လာသောဂန်ယိုကော်ပိုရာ3စီးကထီလီမြို့နယ်နှင့် ပေါင်းမြို့နယ်အဆက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ3ကြိမ်ပုံကျဲချတိုက်ခိုက်သွားကြောင်း၄ချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည် ထို့ပြင်မကွေးတိုင်းမြိုင်မြို့နယ်အနောက်ချမ်းရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေထီနှစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့အောက်တိုဘာလ3ရက်နေ့ညနေ4:09မိနစ်ခန့်တွင် ပခုတ်ကူတမတရားတမ တက်လာသောပါရာမော်တာနှစ်စီးသည်မြိုင်မြို့နယ်အနောက်ချမ်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးကြိမ်ဘုံကျဲတိုက်ခိုက်သွားကြောင်းခြားတိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည် ပခုံးကူမြို့နယ်ပြည်အိုင်ရွာကျေးရွာကိုလည်းအကျန်းဖတ်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်များအတွင်းရှိပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားကြောင်းမြိုင်နှောင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် အော်တိုဘာလာတရက်နေ့နနက်10နာရီဆက်9မိနစ်ခန့်တွင်မြောင်ချစ်ပင်ပြူရွာမှဖုန်ကြီးကျောင်းကနေထွက်လာသောအကျန်းဖက်စစ်ကောင်စီတပ်သားများကစစ်ကား3စီးဖြင့်ပခုတ်ကူမြို့နယ်ပြည်အိုင်ရွာကျေးရွာကိုအကျန်းဖက်စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်ပြီးနေအိမ်ရှိပြည်သူပိုင်ပစ္စည်းများကိုခိုးယူခဲ့ကြောင်းသိရှိရသည် ညောင်ကျစ်ပင်ပြူစောထီးရွာဖုန်ကြီးကျောင်းကနေထွက်လာသောစစ်ခွေးတွေကပြည်အိုင်ရွာကို ဝင်ရောက်စီးနင်းပြီးပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူပြီးစစ်ခွေးစစ်ကျောင်းကကမရဲစခန်းထဲကို ဝင်ရောက်ပါတယ်ဟုမြိုင်နောင်မင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုသည်